အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုခါမှာတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်23ရက်17လ2025ကနေ29ရက်17လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုရင်ဒီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားသမီးတွေအဲဒီတပတ်ကာလကဘလုကန်တရားလေးတွေကြုံတွေ့ရတယ်လေပေါ့နော်အလုံးနဲ့ပတ်သက်ပြီးပြောချင်တာလေးရှိတယ်အလုတ်ကိုင်းသို့မဟုတ်နေရာထိုင်ခင်း ကြီးကြီးမားမားအပြောင်းအလဲကြီးတစ်ခုနဲ့ရင်ဆိုင်ရတဲ့ဂိမ်းလေးရှိပါတယ်။ဟိုတိတိမွေ့မွေ့ပြောင်းတာမျိုးမဟုတ်ဘူးနဲ့ပေါ့နော်။လက်ရှိအနည်းများစွာကြာပြီးဖြစ်နေတဲ့အလုပ်တစ်ခုလုပ်နေတယ်ပေါ့။အဲ့ဒီလောက်ကနေအကြောင်းကြောင့်နှုတ်ထွက်လိုက်ရတာတို့တခြားအလုပ်တစ်ခုကိုပြောင်းသွားတာတို့လက်ရှိနေတဲ့မြို့တွေရွာတွေနိုင်ငံတွေကနေတခြားနိုင်ငံတစ်ခုတခြားမြို့ရွာတစ်ခုကိုပြောင်းလိုက်ရတာမျိုးပေါ့နော်။အဲ့လိုအကြီးကြီးမားမားအပြောင်းအလဲကြီးတစ်ခုဖြစ်တည်လာပါလိမ့်မယ်။အဲ့ဒီတော့လည်းစနေသားသမီးတွေဂျိုရင်ပြင်ဆင်တာပါလို့ဆရာဘက်ကအကြံပေးခြင်းနဲ့ပေါ့နော်။ တော့ကောင်းသောပြောင်းလဲခြင်းဖြစ်ပါမလားဆိုတော့ကတော့တဦးတယောက်ချင်းရဲ့ကံပေါ်မူတည်ပြီးတော့ကြွားချမှုတော့ရှိပါလိမ့်မယ်ဗျာနော်အအထူးသဖြင့်ဝန်ထမ်းတွေတာဖြစ်ခဲ့မယ်ဆိုရင်ဒီကလကအလုတ်ကန်နေရထိုင်ခင်ပြောင်းဖို့ပို့ပြီးတည်ချပါလိမ့်ဗျာနော်ဒါအပြင် အလုတ်မှာအထက်လူကြီးရဲ့ဖိအားပေးမှုတွေကြုံဝမ်းတက်တဲ့ဂိမ်းရှိတယ်လုတ်ဖို့အကင်မတ်တွေအမနာလိုတိုက်ခိုက်တာတွေကြုံဝမ်းတက်တဲ့ဂိမ်းရှိပြီးအများနဲ့တယောက်ကြုံဝမ်းတက်တဲ့ဂိမ်းတွေရှိတော့ဂယူဆိုင်ပေါ့ဥပမာဟိုစင်ကာပူမှာအိမ်လုတ်လုတ်တဲ့ကလေးမလေးတွေဆိုရင်ဒီကလမှာအင်ရှင်အင်ရှင်တွေအဖိုးဖွားတွေကနေ ပူပူပူနဲ့အများအားလို့လို့စူစူပူပူပြောဆိုခံရတာမျိုးပေါ့ဘယ်တော့ပဲကောင်းအောင်လုပ်ပေးလုပ်ပေးအကောင်းမထင်အောင်ဆိုတာမျိုးအဆကျောင်းဝတ်တက်ကိနေမှာသွားပါနေတာဟုတ်ဗျဒါဥပမာပြောပြတာပေါ့နော်အဲ့တော့ဂယူဆိုင်ပေါ့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းအထက်လူကြီးတွေကမဖြစ်နိုင်တဲ့အရာကြီးတွေဖိအားပေးတောင်းဆိုတာမျိုးတွေဒီကျောင်းဝတ်တက်ကိနေမှာသွားပါနေတော့ဂယူဆိုင်ပြီးမှရပါလိမ့်မယ်ဗျာနော်အဲ့တော့ထွက်ပြီးတော့ကိုပိုင် CY တခုလုပ်မယ်ဆိုရင်တော့တော်တော်လေးအားကောင်းတယ်ဗျာဒီကလာမှာလေကိုပိုင် CY တခုစတဲ့အကောင့်တွေပေါ်ရင်တော်တော်လေးအားကောင်းတယ်အဲ့တော့ဘာတွေလုပ်တင်လဲပေါ့ အနုပညာနဲ့ဝါသနာပါတဲ့သူတွေဆိုရင်ဒီကာလမှာအနုပညာလုပ်ငန်းတွေလုပ်ရင်အရန်အကျိုးပေးတယ်ပြည်သက်တွေရဲ့ချစ်ခင်အားပေးမှုထောက်ခံမှုတွေလက်ခုပ်လက်ဝါးပြီးအားပေးတဲ့သူတွေရင်ဆိုင်ရရရရှိပိုင်ဆိုင်ရတဲ့ကိစ္စမှာပါတော့လေဖြစ်နိုင်လို့ရှိရင်တော့အဲကိုယ့်ရဲ့အနုပညာတွေကိုခြားပြရမယ်အကောင်းဆုံးသောအချိန်ကာလကြာပြီးဆိုတော့လေးပြောခြင်းနဲ့အတချို့လေးတွေဆိုရင်ဒီကာလမှာဟိုဘယ်လိုပြောမလဲစင်တင်ဂီတပဲဆိုဆိုပေါ့နော်ဒီနောက်ဆုံးများလမ်းမင်းမှာပဲဆိုဆိုပေါ့ဒါမှမဟုတ်ကောင်းမှုဆိုပြီးတော့ဗီဒီယိုရိုက်ပြီးတင်တာပဲဖြစ်ဖြစ်ပေါ့လေအဲ Facebook တွေ TikTok တွေဒီနာဖြစ်စေအဲ့ဒါတွေကိုကြည့်တဲ့သူတွေများသွားပြီးတော့ အရန်ကောင်းတယ်လို့ပါတော့အဲ့လိုမျိုးပေါ့နော်ချီကျူးခံရတာတွေထောက်ခံမှုတွေတွေနဲ့ချစ်ခင်အားပေးဝမ်းရံမှုတွေတွေရရှိပိုင်ဆိုင်တတ်တဲ့ကိန်းထဲမှာပါတယ်အဲ့တော့အဆိုတော်ဆိုလဲဒီကာလမှာအကိုရဲ့အဆိုပညာကိုချပြမယ်နော်အနုပညာဆိုလဲအနုပညာရဲ့အရေးချင်းတွေကိုချပြရင်ပြည့်တက်ရာကိုယ့်ကိုပို့ပြီးတော့ချစ်ခင်နှစ်သက်မှုတွေတွေရရှိပြီးတော့အလုပ်တွေပို့အဆင်ပြေလာမှာပေါ့ဗျာအဲ့လိုကိန်းထဲမှာသွားပါတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်နောက်အလောက်ကိုပစ္စည်းတွေရောင်းဝယ်ဖောက်ကားတဲ့လူတွေအလောက်ပညာတွေပါတယ်ဖွင့်မဲ့သူတွေဒီကာလမှာအရန်ကောင်းတယ်အဲ့ဒီလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံပြီးတော့လုပ်တင်တယ်အဲ့လိုအကြံပေးလိုတယ် ဒါနေမလားဆိုတော့မကသေးဘူးဗျတချို့တွေဆိုရင်တင်မောသားတွေတင်မောတက်ဖို့မနှက်ဖြန်လို့လို့တပတ်ခါလို့လို့ဖြစ်နေတဲ့သူတွေဒီကလာမှာအလန်ညာတင်မောတက်တဲ့ကိန်းရှိတယ်တော်လေးအကောင်းတာဗောလေဆိုတော့ခီးသွွားလုပ်ငန်းလေးတွေအကျိုးပေးတယ်အတို့တွေဘာသာရေးနဲ့ဆက်နွယ်ပြီးလုပ်တဲ့လူတွေကဒီကလာမှာပို့အကျိုးပေးတယ်ဗောပုံမှာဖျားအနီးနားမှာရှိတဲ့သူတွေဟိုတယ်တက်ခုံကဖွင့်ထားတဲ့သူတွေဆိုရင်စီပွားလက်လာပါလေးတွေပို့တက်တာတို့နော်ဟိုခီးသွွားလုပ်ငန်းဗောဖျားဘူးတော့ဘယ်ဘယ်ပို့ရမယ်ဆိုပြီးတော့လုပ်တဲ့သူတွေဒီကလာမှာပို့ပြီးတော့သွားလာလှူရှာနေရတာမျိုးဗောနော်ပို့ပြီးတော့ကောင်းတယ်အကျိုးမြတ်များစွာရရှိတယ် အဲ့ဒီလုပ်ငန်းတွေမှာယင်းနှမြုံလာပြီးတော့လုပ်တင်တယ်လို့အကြံပေးလို့ရပြန်တော့။နောက်စနေသားသမီးတွေတခုသတိထားစေချင်တာကဒီကာလမှာအမှုကင်းရင်ဆိုင်ရတတ်တဲ့ကိန်းတွေမှာသွားပါတယ်အမှုဖြစ်ရတဲ့ဖြင့်အမှုအကြာရှည်ွားလိုက်မယ်။တချို့ကတော့မင်းအစိုးရတွေနဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံပြီးတော့အမှုဖြစ်တာတချို့ကတော့ကိုယ့်ရဲ့အိမ်နေရာထိုင်ခင်းတွေအဖြတ်ခံတာမြင်နေရာထိုင်ခင်းတွေအသိခံနဲ့ထဲပါသွားပြီးတော့ပြဿနာဖြစ်တာကြောက်ဝတ်တတ်တဲ့ကိန်းတွေရှိတယ်အထူးသတိထားပါ။တချို့ကတော့မိသားစုအချင်းချင်းစိတ်ဝင်ကြွယ်ပြီးတော့ အမွေကိစ္စတွေစကားများတာရဖြစ်ကြတာမိသားစုတွေတယောက်နဲ့တယောက်တင်ကန်းပြတာတွေမခွန်နိုင်မပြောနိုင်နေဖြစ်တာတွေကအစအဲဒီလိုကိစ္စမျိုးတွေသွားကြုံရတဲ့ကိန်းရှိတယ်တချို့ရကြလေးတွေကြတော့မိမကိစ္စကြောင့်ဘဝပြတ်တတ်တယ်ဂျာရုကုန်ရှင်တွေထိခိုက်တာတွေကအစအမှုကင်းတွေပါတယ်ဖြစ်တာတွေကအစအချုံနောင်တွေကအစကြုံရတဲ့ကိန်းရှိတဲ့အတွက်စနေသားသမီးတွေမိမကိစ္စအထူးသတိထားရှောင်ရှားမှတော်ကကြပါလိမ့်မယ်ဗျာနော်ကောင်းတဲ့ကံတွေအများကြီးရှိတဲ့ထက်မှာအဲကောင်းကျိုးချမ်းသာလေးတွေကိုရအောင်ယူပါမကောင်းတဲ့အနောက်ချက်လေးတွေကိုလက်မခံပါနဲ့ဗျာနော် ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီတော့တပတ်တာကာလကစနေသားသမီးတွေအတွက်ငွေကြေးကန်စီးပွားလှလာပါလေတွေပွင့်လာမယ်ငွေကြေးများသာရရှိပိုင်ဆိုင်တတ်တဲ့ဆိုတဲ့အနေအထားမှာရှိတဲ့တော့ဝမ်းသာဖို့ကောင်းတယ်ရှေ့ပုံရှေ့ကန်ကြီးမားတဲ့သူတွေဆိုရင်ရတနာပစ္စည်းတွေလောင်းဝင်တဲ့ကိန်းထဲမှာပါတော့အဝင်တော်တာပေါ့ဗျာကောင်းပါလေဗျာနော်စိတ်ပူတရားမလို့ဒါပေမဲ့ပတ်စံလေးကရလိုက်ကုန်တော့ရလိုက်ကုန်တိုင်းဖြစ်နေရောပဲအဲ့ဒါကြောင့်ရလို့ရှိရင်အဖတ်တင်တဲ့အရာလေးတွေလောက်ထားပေးပါအလုပ်တော်ပါတော့အဝင်တော်ပါလေဗျာနော်နောက်စနေသားသမီးတွေကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်အရေးပြားနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်တတ်တယ် အရင်ကဆိုတော့တချို့ကလေးငယ်လေးတွေဆိုရင်ဗျာဝက်သက်ပေါက်တာတို့သူ့တို့တွေဖြစ်တာတို့ရေချောက်ပေါက်တာတို့ဒါမျိုးတွေထားဖြစ်တာမျိုးပေါ့ဗျတချို့အမျိုးသမီးတွေကြတော့သွေးတွေပါတွေရားပြီးတော့ရားနာလို့အဖုပဲတွေထားပြီးပေါက်တာတို့တချို့တွေကတော့သွေးသားနဲ့ပတ်သက်တဲ့ကူးဆက်ရောဂါမျိုးတွေဖြစ်တာမျိုးတွေဒါရီအဆကြုံရတဲ့တချို့သတိထားတချို့ကတော့မျက်နာတွေမှာဝက်ချန်လို့အနာတွေဖုတွေအများကြီးပေါက်ပြီးတော့ပွားလာတာမျိုးတွေဖြစ်တဲ့ကိစ္စရှိတယ်နောက်တစ်ချက်ကတော့အာယုံကြောင့်ပတ်သက်တဲ့ရောဂါပေါ့နော်မျက်စိတွေကြိုက်တာမျက်ရိုးတွေဖြစ်တာအသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်မျက်စိခွဲရတာမျက်မှန်တက်လိုက်ရတာမျိုးဖြစ်တယ် ခေါင်းတွေကုံအုံနေတယ်မသိငါမြန်လူများတွေများဆုံးပြောကနေလှုပ်ထားသလားဆိုပြီးနောက်ကျော်ကြီးတက်နေတာမျိုးတွေအစားဖြစ်တာပေါ့ဗျာအဲ့တော့အစားစားတွေပါလေစားရင်အဲ့ဘဲဥတွေပါလေလုံးဝမစားနဲ့နော်အညာခတ်တွေပို့ပြီးကြုံရတတ်တဲ့ကိန်းရှိပါတယ်အခြေအိမ်အောင်ရင်းနဲ့ပတ်သက်ရင်တော့ကောင်းတာလေးတွေတော်တော်လေးများတယ်အကောင်းလုံသွားတာပဲရှိတာပေါ့နော်အဲ့တော့ကောင်းတာလေးကဘယ်လိုလေးများလဲဆိုရင်ချစ်သူမရှိတဲ့သူတွေချစ်သူအသေးကြရတယ်ချစ်သူရှိတဲ့သူတွေလည်းရုပ်တရက်မမျောနိုင်မနဲ့အိမ်အောင်တွေပါလေရုပ်တရက်ကြတာတွေအစားဖြစ်တော့ကောင်းတယ်လို့ပြောအောင်ပါပေါ့အဲ့တော့အကောင်းလုံနေဆိုတဲ့အခါမှာ ချစ်တဲ့ခင်တဲ့သူတွေတွေများတဲ့အခါမှာမထင်းချုံနိုင်ပဲနဲ့ပေါ့နော်တချို့လေးတွေရှိတယ်အများကြီးတော့ဒီကာလမှာဆယ်လေးသားသမီးတွေကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်တွေနဲ့တယောက်တည်းနဲ့ခြေတည်ခွဲနေရတဲ့သူတွေဆိုရင်ဖောက်လဲဖောက်ပြန်ဖြစ်တဲ့ကိစ္စတွေမှာပါတယ်ဂယုဆိုင်မှာနေရဘက်ကိုရင်းသွားတဲ့ချစ်တဲ့ခင်တဲ့သူတွေကလည်းပေါ်တယ်မထင်းချုံနိုင်ဘူးပေါ့အဲ့မှာလည်းအခမ်းမသိအမှုကင်းနေဖြစ်ပြီးတော့ရှစ်တဝါခါနောက်ဆဝါခါနဲ့အညံ့ခိုက်လေးတွေကြုံရတော့ဂယုဆိုင်မယ်အဲတနင်္ဂနွေသားသမီးအင်္ဂါသားသမီးတွေကိုစစ်တော့ခပေးတဲ့ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်သတိထားပေးပါနော် နိုဝင်ဘာလ23ရက်24ရက်26ရက်28ရက်28ရက်29ရက်ဇက်တိုက်ငွေစုလိုက်ပြန်လိုက်ဝင်လာတာမျိုးလေးတွေနော်ပုံမှန်ထက်ကိုပို့ပြီးငွေဝင်မှာမျိုးလေးတွေကြုံရတတ်တယ်ဘယ်လိုမျိုးကွဲဘာသာကွဲလေးတွေကိုကြီးဆောက်ချောင်းမသားမှုလေးတွေကြုံရတတ်တယ်ခရီးသွားရင်အကျိုးရှိတယ်ခရီးလည်းသွားရလိမ့်မယ်အလူဒန်းဒါနတွေရုပ်ရည်ထားလို့ရတတ်တဲ့ဂိန်းတွေရှိတယ်ရက်ဝေခရီးနိုင်ငံရေးချခရီးသွားရတတ်တဲ့ဂိန်းတွေရှိတယ်နော်အပြေပါထုတ်ဖို့ကြိုးစားတဲ့သူတွေဆိုရင်အဲ့ကလာမှာထွက်ကိုထွက်ဖြစ်တတ်တယ်ဆိုတော့တော်တော်လေးကံကောင်းပါတယ်စနေသားသမီးနော်မလာ25ရက်မှာတော့အညံ့တွေတစ်ချက်ရှိတယ် မျက်နှာပြက်စရာတွေဖြစ်ပြီးမိပြက်ဆွေပဲဖြစ်တာတွေရောဂါရောပြဿနာဖြစ်ရှင်းရတာမျိုးတွေအချက်တကွဲအကျုံနဲ့ကြုံရတာမျိုးတွေဖြစ်တဲ့တော့အဲတော်တော်လေးတော့ကြွစိုက်ပြီးပေါ့နော်အမှုမဖြစ်အောင်နေပြီးပေါ့အဲ့တော့ကံရရဲ့ထောက်ပံ့မှုအပြေအဝရအောင်အဖြူအောင်အဝါရောင်အညိုရောင်အစက်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲရမယ်အသက်သမန်းရောင်စုံတပိပန်းလီလီပန်းရွတ်လာပန်းရွှေပန်းတို့ကိုမိမိတို့ယုံကြည်ကိုဝတ်တဲ့ဖျားမှာဖျားမှန်ကတာဖြစ်စေနေအဲ့ခါနေမှာအလှပအောင်ထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့သုံးဆွဲပြီးပါအဲ့တော့စနေသားသမီးကျွန်တော်မိတ်ဆွေတွေအဲကျောင်းထဲအညံ့လေးကင်းပြီးတော့ ကောင်းတဲ့ကံတွေပိုကောင်းအောင်ရရရအနေနဲ့ဘာလုပ်ရမလဲဆိုတော့အဲတရက်တည်းတနက်လေးကိုဝယ်ပြီးတော့စုံကံကြောက်လာတဲ့ရဟန်းတံတော်တွေကိုလောင်းလို့ပြအောင်လောင်းလို့ပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုစုတောင်းခြင်းအားဖြင့်အလိုရှိရာဆန္ဒလေးတွေပြေဝလာပါလိမ့်မယ်။ဒါအပြင်အညံ့လေးတွေကင်းသွားအောင်တဆင့်တိုက်ခဲကိုမောလုံးကြီးပေါ်လေးအပြည့်ထည့်မယ်။အပွားအုံတလေးများများလေးဖြူပြီးတော့အကြာသာပရိသတ်သမီးမိတ်ဆွေတယောက်ကိုလက်ဆောင်လေးပြေးခြင်းအားဖြင့်အကြောင်းနဲ့အညံ့အခက်တွေတွေပြေချောင်းကင်းပါသွားပါလိမ့်မယ်။စနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့် ြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်